နင်နာသူသားမင်းရပေါ်မှာကျွလွန်ခဲ့တဲ့ Twitter သူစတိုးဆိုင်ပိုင်ရှင်မဝဝလိုင်းကိုဒီကနေ့သူမရဲ့ဆိုင်ထဲမှာပဲဖန်ဆီးခေါ်ဆောင်သွားခြင်းခံရ မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်ညနေပိုင်းက TikTok လူမှုကွန်ရက်စာမျက်နှာပေါ်မှာစတင်ပြန့်နှံ့လာခဲ့တဲ့ဗီဒီယိုဖိုင်မှာခလေးချီထားတဲ့အမျိုးသမီးတဦးကိုစိုင်းပိုင်ရှင်ဖြစ်သူဟုယူဆရသူအမျိုးသမီးကစာရွက်တွင်းမှာပင်တခိုးဟုပြောဆိုကာရိုက်နှက်ခြင်းကလေးဖြစ်သူအားတွန်းထုတ်ခြင်းနေပူရဲရှိလမ်းဘေးတက်တိုင်းမှာကလေးနဲ့ကလေးချီထားသူအမျိုးသမီးနှစ်ဦးစလုံးကိုကြိုးချီထားခြင်းစသည်တို့ကိုပြုလုပ်နေသည့်အမြင်ကွင်းများပါဝင်ခဲ့ပါသည် အဆိုပါဖြစ်စဉ်ဟာလှိုင်းတရားမျိုးနယ်ဘိုးချုပ်လမ်းမပေါ်ရှိ တွဲတာသူအထင်နဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမြေသီးနေရက်ကဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။အဆိုပါဗီဒီယိုဖိုင်နူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတဲ့နောက်ပစ္စည်းခိုးယူသူဟုဆွဆွဲကအမျိုးသမီးတဦးနဲ့အတူပါလာတဲ့ကလေးငယ်အားရိုင်းနှက်နေတဲ့ဆိုင်ပိုင်ရှင်ကိုနူမှုကွန်ရက်သုံးဆွဲသူများကဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ တကယ်လို့ပျက်စီးခိုးတယ်ဆိုရင်တော့ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလိုဘူးဒါပေမဲ့ကလေးကိုပါလှုပ်တာကတော့လွန်နေဟုဆိုကလူမှုကွန်ရက်သုံးဆွဲသူတဦးကမှတ်ချက်ရေးသားထားပါတယ်အခုလို့လူမှုကွန်ရက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိလာပြီးတဲ့နောက်အမျိုးသမီးနဲ့ကလေးငယ်အားရိုက်နှက်မှုကျွလွန်သည့်စတိုးဆိုင်ပိုင်ရှင်ကိုဒီကနေ့အောက်တိုဘာလ22ရက်နေ့နံနက်ပိုင်းမှာလှိုင်းသားရမျိုးမရဲစခန်းကလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ရှိုင်းနှက်ခံရသူအမျိုးသမီးဟာလိုင်းသားရမျိုးနယ်မှာနေထိုင်နေကလေးနှစ်ယောက်မိခင်ဖြစ်ပြီးမိသားစုစာဝတ်နေရေးအတွက်တောင်ရန်စားတောက်နေသူဖြစ်တယ်လို့လည်းဒေသခံတွေကပြောထားပါတယ်အရိုက်ခံရတဲ့သူဗီဒီယိုဖိုင်ထဲမှာပြောထားတဲ့ခလေးတယောက်ကနေမကောင်းလို့ဆေးထိုးနေရတယ်ဆိုတာလည်းမှန်နေ။အဲ့ဒီခလေးကပိုလီယိုဖြစ်နေတာအမျိုးသားလည်းမရှိတော့ဘူး။သူနေတဲ့နေရာကိုလည်းသိတယ်ဟုလိုင်းသားရဒေသခံတအူးကပြောပါတယ်။ ၎င်းမျိုးသမီးဟာကလေးချီလျက်ဆိုင်ရင်တွင်းရှိပစ္စည်းများအားဝင်ရောက်ခိုးယူလေးရှိသည်ကို CCTV မှတ်တမ်းမှတဆင့်ဆိုင်ရှင်ဘက်ကသိရှိထားပြီးထပ်မံလာရောက်ခိုးယူချိန်မှာဖမ်းဆီးကဗီဒီယိုဖိုင်ထဲမှာပါဝင်တဲ့အတိုင်းရိုက်နှိုက်ခဲ့တာဖြစ်တယ်လို့လည်းပြည်စင်မှာလိုက်ပါကူညီဆောင်ရွက်နေသူကပြောပြထားပါတယ်ဝင်ခိုးတာကတော့ဟုတ်ပါတယ်ကြီးကြီးမားမားတော့ခိုးတာမဟုတ်ဘူးအဝတ်တို့လွဲအိတ်တို့ဝင်ခိုးတာပေါ့ တခါနှခါသုံးခါဆိုတော့လေဆိုင်ရှင်ကလည်းစိတ်တူတာပေါ့ဒါပေမဲ့ဖြည့်ရှင်းတဲ့ပုံလွဲသွားတော့ဆိုင်ရှင်အမားဖြစ်သွားတာပါဟု၎င်းကဆက်လက်ပြောကြားထားပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးဆိုင်ရှင်နဲ့နှိစက်တဲ့လှိုင်းသားရမျိုးကန်တူကလည်းသူ့ပစ္စည်းအခိုးခံရတော့စိတ်တူသွားတယ်ဆိုပေမဲ့သူကစိတ်ရင်းကောင်းတယ်ဆိုတာကျွန်မသိတယ်ဒါပေမဲ့ဗီဒီယိုထဲမှာဆိုရင်ကလေးကိုဝန်ထမ်းကိုယူထားခိုင်းသေးတယ်လေ။ဒါပေမဲ့ဟိုမျိုးသမီးကကလေးကိုမပေးဘူး။ အဲ့ဒီတော့ကျိုးတုတ်တဲ့အချိန်မှာခလေးပါပါသွားတော့ဆိုင်ရှင်မကောင်းဖြစ်သွားတာပေါ့ဟုပြောကြားထားတာလည်းဖြစ်ပါတယ်။နောက်ထပ်လိုင်းသားရဒေသခံတအူကလည်းလိုင်းသားရအထာကလိုင်းသားရသားတွေလိုင်းသားရမှာဆိုင်ဖွင့်တဲ့သူတွေပဲတည်ပါတယ်။တကယ်လိုင်းသားရသားစစ်စစ်တွေကဒီကိစ္စကိုဝင်မပြောကြပါဘူးလို့ပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ပစ္စည်းခိုးမှုကျူးလွန်သူနဲ့ရိုက်နှက်သူအောင်ဘလို့အရေးယူဆောင်ရွက်မယ်ဆိုတာကိုအပြည်သူများကစိတ်ဝင်တဆာစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။